အားလုံးပဲမင်္ဂလာပါအာဆန်နယ်ဘိုင်ဂျိတ် channel လေးကနေပြပြင်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ player or coach the most important ပေါ့နော်ကစားသမားနဲ့ကျွန်တော်တို့နေပြမှာဘယ်သူပုံကြီးရောအရေးပါလဲအဲ့အကြောင်းအရာနည်းပတ်သက်ပြီးကျွန်တော်ဆွေးနွေးတင်ပြသုံးသပ်သွားမှာပေါ့နော်ဒီအကြောင်းအရာလေးကိုကျွန်တော်တို့အာဆန်နယ်တကယ်ချင်းတွေကဂျန်နဲ့တခြားသောအသင်း fan တွေပါဝင်ရောက်ဆွေးနွေးပြလို့ရပါတယ်ဒါကတော့ဒီနေ့ကျွန်တော်အဓိကအသုံးပြတော့မယ့်ပိုင်းချက်ပေါ့နော်ဒီထဲမှာကျွန်တော်တို့ player နဲ့ coach နှစ်မျိုးပါမယ်သူတို့နှစ်မျိုးက ကစားပွဲတစ်ခုမှာ အကျိုးသက်ရောက်မှုဘယ်လောက်သီး ရှိနေလဲပေါ့နော်ပုံမှန်ကစားပွဲတစ်ပွဲကစားပွဲအကောင်တစ်ခုမှာအကျိုးသက်ရောက်ဘယ်လောက်စီရှိနေလဲအဲ့ဒီဟာလေးကိုပြရတဲ့ဆရာလေးပါကျွန်တော်တို့အောင်မြင်တဲ့အသေးလေးမှာဟောကိုချိန်ကဒီနီးပြကပါဆန်တွေဘယ်လောက်ရှိပြီးတော့ player ဘယ်လောက်ပါဆန်ရှိနေလို့သူတို့ကအောင်မြင်တာလဲအဲဒါမှမဟုတ်ကြာဆုံးနေတဲ့အသေးလေးမှာဟောနီးပြပါဆန်ဘယ်လောက်ရှိပြီးတော့ player ဘယ်လောက်ရှိနေရလဲပေါ့နော်ဒါမျိုးလေးတွေကိုကျွန်တော်တို့ဆွေးနွေးသုံးသပ်တင်ပြသွားမှာဖြစ်ပါတယ်အရေးအဝဆုံးတော့ကျွန်တော်တို့ အဆင်ဝင်ကခက်ကအဆင်နယ်ကိုကျွန်တော်တို့တစ်ချက်လောက်ကြည့်ကြည့်ကြတော့ဗောနော်အဲ့ခက်တုန်းကကျွန်တော်တို့အဆင်ဝင်ကခက်မှာကျွန်တော်2006ရာသီနောက်ထီကိုအဆင်နယ်အသင်းကတော်တော်လေးကိုကောင်းမွန်ခဲ့တယ်သူတို့ကောင်းမွန်ခဲ့တဲ့တလျှောက်မှာလည်းပဲပေါ်ထွန်းလာတဲ့ကစားသမားတွေအများပြားရှိတယ်ကျွန်တော်တို့ Ivan Wright တို့ Danny Bagan တို့ Tony Adam တို့ခက်ကနေပြီးတော့ကျွန်တော်တို့မှတ်မိတဲ့အရွယ်လေးမှာတော့ဒါ Theory Honorary Robert Pires တို့ Rombat တို့ Campbell တို့ Ashley Cole တို့ ဗီယရာတို့ဒီလိုကစားသမားတွေအစုအဖွဲ့တွေနဲ့ဟိုအာဆင်နယ်ရဲ့အောင်မြင်ဆုံးအချိန်တစ်ခုကိုပိုင်ဆိုင်ခဲ့တယ်ပေါ့နော်။အဲဒီအချိန်မှာကျွန်တော်တို့ရဲ့အာဆင်ဝင်းကားရဲ့ကစားပုံကလည်းတော်တော်လေးကိုမှဆွဲဆောင်မှုရှိတယ်၊ကစားဟန်ရှိတယ်။အဲ့အတွက်ကြောင့်လည်းအာဆင်နယ် fan ဖြစ်လာတဲ့လူတွေအများကြီးရှိတယ်။ဒါပေမဲ့နောက်ပိုင်းကာလကိုကြည့်မယ်ဆိုရင်တော့အာဆင်နယ်စီမှာဒါကျွန်တော်တို့နေရမှာတော့ Fabregas ရို့ UI World Cup တို့ Fabregas ရို့ အဒီပါရောလို့အလက်ဇင်းနဆောင်းတို့ဒီလိုကစားသမားတွေပြီးစက်ညာတို့ကလီချီတို့လိုကစားသမားတွေလည်းပေါ်ထွက်လာခဲ့သေးတယ်။အဲဒီကဲနောက်ပိုင်းမှာတော့အိုဇေဂီယောအလက်ဇီဆန်ချက်ဒါမျိုးကစားသမားတွေရှိခဲ့တယ်။သို့တော့ကျွန်တော်တို့အာဆင်နယ်ကဖေးဖြစ်သွားခဲ့တယ်။ခေါင်းပေါ်နဲ့ဟိုဖလာကောင်းကောင်းတွေတို့မကြတော့ဘဲနဲ့ FA ကလောက်နဲ့ပဲကျင်နေတဲ့အချိန်တွေဖြစ်သွားခဲ့တယ်ပေါ့နော်။အဲဒီတော့အာဆင်နယ်ရဲ့ prime time ကိုကျွန်တော်က ပလီယာရီကဟို impact ကပို့ပြီးတော့များတယ်လို့ကျွန်တော်မြင်တယ်ဒါပေမဲ့ကစားကွက်ကလည်းထိုက်သိမ်းမြောက်ကတော့ကောင်းတယ်အဲ့တော့ကျွန်တော်တို့65 35ရာခိုင်နှုန်းပေးရဲ့ဖေးဖြစ်သွားတဲ့အချိန်မှာတော့ကစားကွက်ကတော့ဆက်ကောင်းနေတော့မယ်ပလီယာရီရဲ့ရာခိုင်နှုန်းကတော့ဒါကျသွားတယ်ပေါ့နော်အဲ့တော့ကြောင့်မို့ဖေးဖြစ်သွားတယ်အဲကျွန်တော်မယူသိန်းရဲ့အကောင်းဆုံးချိန်လေးနဲ့လည်းပြန်လည်ချိန်ထိုးကြည့်ရပါဦးမယူသိန်းရဲ့အကောင်းဆုံးချိန်ကတော့ဒါ Ferguson ရဲ့အချိန်လို့ပြောလို့ရတယ်ဒါ Ferguson ဒီသူက player ရှာဖွေမှု အားကောင်းတယ်လို့ပြောလို့ရတယ်ပေါ့နော်သူ့မှာရှိနေတဲ့အသင်းသားတွေကိုလည်းစိတ်တပိုင်ဆိုင်ရာအမြင့်ဆုံးဖြစ်အောင်လုပ်ပေးတယ်လို့ပြီးတော့လို့ရှိရင်အဲ့အသင်းသားတွေတဲကမှတယောက်တလေလောက်ထွက်သွားခဲ့တယ်ဆိုရင်လည်းအဲ့နေရာမှာအကောင်းဆုံးဖြစ်မဲ့သူကိုသူပြန်ပြီးတော့ရှာဖွေနိုင်တယ်ပေါ့နော်အဲအဲ့အတွက်ကြောင့်လည်းသူရဲ့ prime time တောက်လျှောက်မှာသူကအောင်မြင်ခဲ့တယ်ပေါ့နော်သူနောက်ဆုံးအနားယူရတဲ့အောင်မြင်ခဲ့တယ်လို့ပြောလို့ရတယ် အဲ့တော့သူရဲ့အကောင်းဆုံးချိန်ကိုတော့ကျွန်တော်က coach 30ရာခိုင်နှုန်းနဲ့ player 80ရာခိုင်နှုန်းပေးတယ်။အဲသူရဲ့ player တွေကိုစိတ်တဲ့ပိုင်းဆိုင်ရာတက်လာအောင်လုပ်ပေးပြီးတော့ player တွေရဲ့အကောင်းဆုံးပုံစံရရှိအောင်လုပ်ပေးတာ coach ဆိုပေမဲ့တကယ်တမ်း queen တွင်းမှာစွမ်းဆောင်လာတော့ player ဖြစ်တဲ့တကြောင်မျိုးကျွန်တော် player 80ရာခိုင်နှုန်းတီးပေးရတာပေါ့နော်။ဒါပေမဲ့တကယ်ကို focusing တီးလေးစားဖို့ကောင်းတယ်ဒီပြရဲမှာပါတယ်။အာဇင်ဝင်းကားနဲ့ morey wu တို့ကသူ့ကိုအကောင်းဆုံးရှင်ပြန်နေခဲ့ပြီဆိုပြီးတိုက်အောင်တကယ်တမ်းတော့ focusing အောင်သူတို့တွေလောက်လောက်လာလား မနိုင်ခဲ့တာတော့အသေးချာပဲနောက်ဆုံးမှာတော့ဝင်လာကဖာကူဆန်ဖြစ်သွားတာတော့အသေးချာပါပဲဘာစီလိုနာရဲ့ brain time မှာဆိုရင် ကျွန်တော်တို့မက်ဆီလိုပလေယာမျိုးရှိရပါတော့ Guardiola ရဲ့ digital ကဒီဘလောက်ပဲအလုပ်ဖြစ်တယ်ပြောပြောတကယ်တမ်းရှိနေတဲ့ကစားသမားတွေကိုကြည့်နိုင်မှာလို့ဇာဗီအင်ဒီယက်ရှောက်မက်ဆီအဲအရှိမှာဆိုကျွန်တော်တို့ E2 တို့ David Villa တို့ပြီးွားရင် Ernery တို့ အဲဒီကြားရဲသူတို့ Fabregas ကိုလက်ဆန်းနှောင်းတို့ကိုလည်းခေါ်လိုက်တည်ရနောက်တန်းမှာလည်း Mascherano တို့ PK တို့ရှိရယ်ကွင်းထဲမှာလည်း Sergio Busquets လိုအထိုင်ကစားသမားမျိုးရှိတယ်တောင်ပံတစ်ဖက်ကလည်း Jordi Alba နဲ့ Dani Alves အဲ့လောက်ကောင်းတဲ့ကစားသမားတွေနဲ့ကိုကျွန်တော်ကိုရှင်းကို40ရာခိုင်နှုန်းတော့ဒီကျွန်တော်တော့မပေးနိုင်ဘူး Messi လို player မျိုးလည်းရှိနေတဲ့အတွက်ကြောင့်မလို့ကျွန်တော်က player 85ရာခိုင်နှုန်းကိုချင်းကို25ရာခိုင်နှုန်းအထိပဲကျွန်တော်ပေးထားတယ်ပြီးဝင်တော့ Real ရဲ့ Brighter ကျွန်တော်နည်းပြရပြောမနေတော့ Real ရဲ့ Brighter ကတော့လည်းသူဥဆောင်ခဲ့တယ် ရန်ဒိုရဲ့အနောက်မှာဆန်နာတဲ့ပလေယာကြီးအများပြားရှိတယ်ဆိုသည့်တိုင်အောင်ရန်ဒိုရဲ့ပေါက်ကွဲအားနဲ့နိုင်လူစိတ်ကြောင့် VA ကနိုင်ပွဲကြီးအများကြီးရရှိခဲ့တယ်ဆူဖလိုက်လည်းအများကြီးစုခုနိုင်ခဲ့တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ပလေယာ85ရာခိုင်နှုန်း coach က25ရာခိုင်နှုန်းပဲကျွန်တော်ပြီးရဲ့ဒီတော့ကျွန်တော်တို့ Chelsea ရဲ့ brand တိုင်းနဲ့ Liverpool ရဲ့ brand တိုင်းကိုကျွန်တော်တို့ချိန်ထိုးတာပေါ့နော် Chelsea ရဲ့ brand တိုင်းကတော့ကျွန်တော်တို့ Mourinho လက်ထက်ကိုကျွန်တော်တို့ပြန်ပြောချင်တယ်အဲ့လက်ထက်မှာအထုံးတောက်ဆုံးကစားသမားက Drogba ဖြစ်မယ်ကျွန်တော်တို့ အဲ့လက်ထက်မှာတော့ WC player တွေ Chelsea မှာအများကြီးရောရှိရပေါ့နော်တိုးပြီးတော့လေကျွန်တော်ရဲ့အမြင်ကတော့ Mourinho ရဲ့ Basca ကစားကွက်ဆိုတာကလုံးဝဟိုလူရဲ့ပတ်သက်ဖြားနေမချရတဲ့ထီကိုနည်းနည်းကြီးသွားခဲ့တယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီ60 60ပေးတယ်ပြီးသွားရင်တော့ Liverpool ရဲ့ Prime Time Prime Time နေအကုန်လုံးထဲမှာမှာကျွန်တော်ဟိုအလေးစားဆုံးကတော့ Liverpool Prime Time ရောက်သွားတဲ့အချိန်ပဲ ။ဘာကြောင့်လဲဆိုတော့သူစီမှာ vocalist player လို့လည်းမျိုးထိုးပြရရလောက်တဲ့ကစားသမားက၄ယောက်လောက်ပဲရှိရဲ။ဒါကျွန်တော်အမြင်ရပါဘောနော်။ Van Dijk ရှိမယ်၊ Alisson Becker ရှိမယ်၊ Mane ရှိမယ်၊ Salah ရှိမယ်နော်။ Salah ကတော့ဒါအကောင်းဆုံးကစားသမားပေါ့နော်။အဲ့ဒီကစားသမား၄ယောက်ကိုမှကျွန်내ကစားသမားတွေက AB အဆင့်လောက်ပဲရှိရဲလူတွေနဲ့အတူအကောင်းဆုံးအခြေအုံဆွဲခေါ်ပါတော့ရာဂီ club ပေါ့နော်။အဲ့အတွက်ကြောင့်မလို့ကျွန်တော် prime time percent ကိုပေးတဲ့အချိန်မှာကိုချင်းမှာရာဂိုင်းတော့အများဆုံးဒီ ဒါ Liverpool ရဲ့ prime time ကိုပေးထားတယ်။ဘာကြောင့်လဲဆိုတော့ Jurgen Klopp ရဲ့နီးစနစ်နဲ့ကစားခံကပေးကစားသမားဝေဆော့ဆော့အကောင်းဆုံးဖြစ်အောင်လုပ်သူပြီးဟို foundation ချထားနိုင်ခဲ့တယ်ပေါ့နော်။အဲ့အတွက်ကြောင့်မလို့ coach ကို45%နဲ့ player 55%ရရလို့ပေးထားတယ်။ဒီတော့နောက်ဆုံးပိုင်းအနေနဲ့ကျွန်တော် Arsenal ရဲ့လက်ရှိသွားနေတဲ့ကစားခံနဲ့ player ရဲ့အကျိုးပြုမှုဘယ်လောက်ထိရှိလဲ။အဲ့ဒါလေးကိုကျွန်တော်ချိန်ထိုးပြသသွားမယ်။အာဒီတာကသူလိုချင်တဲ့ကစားသမားအများစုကိုရရှိခဲ့ပြီးသွားပြီ။ လက်ရှိအချိန်မှာလည်းအသင်အားအကောင်းဆုံးဖောင်တစ်ခုမှရှိနေတယ်။အဲ့တော့ကျွန်တော်ရဲ့လက်ရှိအမြင်ကတော့ Adidas ရဲ့ဖန်တီးနေတဲ့အသင်းဒီ percent ရဆိုဒီပုံစံဖြစ်လိမ့်မယ်။ဒါက coaching 55%နဲ့ player 45%။ player ရဲ့အားကိုသူကအရင်ရင်မသုံးမင်းနဲ့သူ့ရဲ့ကစားပုံမှာလက်ရုံးညှိထွေမှုရှိအောင်လို့သူကပြုပြင်ပြောင်းလဲကစားတာကိုတွေ့ရတယ်။ဒါပေမဲ့ Arsenal Flamia ကြီးအဓိကအကြောင်းရင်းရတယ်အဲ့ဒါပဲ။တစ်ခါတလေမှာ player ရဲ့အကောင်းဆုံး form ကိုထုတ်ယူသုံးစွဲဖို့လိုအပ်တယ်။ သူ့ရဲ့ phone ထဲမှာမဖြစ်မနေထည့်ပြီးတော့ကစားခြင်းအဖြစ်တချို့ player တွေကသူတို့ရဲ့ပုံစံကောင်းတွေပျောက်ဆုံးသွားတာတွေလည်းရှိရပေါ့နော်အဲ့လိုကနေပြီးတော့ Arsenal မှာအခု Decorize လို့လို့ကစားသမားတွေက defensive အားနည်းလာတယ်။ Calafiorio လို့ CV ကစားသမားတွေက attacking တိလိုက်ခြင်းအဖြစ်နောက်ပိုင်းမှာဖြစ်လာအောင်ပဲ defensive အားနည်းမှုတွေနဲ့သူတို့ရဲ့ pingo ဟာပျောက်ဆုံးမှုတွေဖြစ်လာအောင်ပဲပေါ့နော်။အဲ့တော့ Artida Flaw လိုချင်နေဆိုရင်တော့သူ့ရဲ့ နီးစနစ်ပိုင်းဆိုင်ရာအတောက်ကိုသူနည်းနည်းလေးရှော့ဖို့လိုတယ်။ player ရဲ့အကောင်းဆုံး form ကိုထုတ်ယူဖို့လိုတယ်လို့ကျွန်တော်ကတော့မြင်တယ်။လက်ရှိအာဆင်နယ်ရဲ့လူစည်းရင်းကလည်းဒါ flaw ကိုစိန်ခေါ်ရလောက်တဲ့အထိပြည့်ပြည့်စုံမှုရှိပြီးသားပါ။ဒါအ ਨੇ ဆုံးတော့ major trophy ဟုတ်ရင်တော့ minor trophy လောက်တော့ကတော့သူတို့မှဟိုတိုက်ပွဲဝင်နိုင်တဲ့အနေအထားတစ်ခုရှိပြီးသားပေါ့နော်။ဒါပေမဲ့အတီတာကတော့ minor trophy ရာစာတိုက်ပွဲဝင်မှုအတွက်ကို ပြေစုံမှုတွေဖြစ်နေတယ်ပြီးတော့ဘက်ဖလာမှာရိုက်ယူနိုင်ခြင်းမရှိတာသူ့ရဲ့ပြဿနာတစ်ခုဖြစ်နေတယ်ပေါ့နော်နောက်ထပ် antidote software ကိုလိုအပ်တာတော့သူ ਨੇ အတူတူပေါ့မိုးရိပ်ကြီးထဲမှာတကယ်တမ်းရုံးကန်ပြီးတော့အသင်းကိုဆွဲတင်မဲ့ player မျိုးသူ software ကိုလိုတယ်အဲ့ player တွေလုံးဝ worthless level ဖြစ်နေရမယ် arsenal ကိုလုံးဝဆွဲတင်မဲ့တကယ်ကိုရေးတောက်စိတ်ရရှိတဲ့လူမျိုး ီးတော့ဘောလုံးကစားတဲ့ခြေစွမ်းအရာလေအကောင်းမှုဆုံးဖြစ်တဲ့သူမျိုးတစ်ယောက်ကိုသူလျှောက်ပေးဖို့ထုတ်ဖို့လိုတယ်။ရှင်ရွေးဆက်ကစားသမားတွေကနေပြီးတော့လည်းသူပြုပြင်ပြောင်းလဲနိုင်မလားဆိုတာကိုတော့စောင့်ကြည့်ရမယ်။အဲ့တော့အဲ့လိုကစားသမားမျိုးရှိမှပဲရှိရှိပြောရရင်အတင်းတင်းကအောင်မြင်မှု လောက်လောက်လာလာရနိုင်မယ်။ကျွန်တော်တို့ရဲ့ real အကောင်းဆုံးချိန်ပါမနက်တူရှိခဲ့တယ်။ဘာစီရဲ့အကောင်းဆုံးခင်မှာမက်ဆီရှိတယ်။အာဆင်နယ်အကောင်းဆုံးခင်မှာဝန်နရီရှိတယ်။ဒီထဲမှာဘာလို့ဖာဗာစီကိုထည့်ထားတာလဲ။ဟုတ်တယ်ဖာဗာစီက ဟုတ်မန်ယူမှာနှစ်နှစ်တာပဲကစားခဲ့ရဆိုပေမဲ့မန်ယူနဲ့အတူဖလားရယူနိုင်ခဲ့ပြီးတော့မန်ယူရဲ့ legend ဖြစ်ခဲ့တယ်ဒါကလုံးဝပြရုပ်ပဲဖော်ကူဆန်ရဲ့သူ့ရဲ့နောက်ဆုံးအချိန်မှာတော့မှသူရအောင်လုပ်ပြသွားတာလုံးဝအံ့ဩဖို့ကောင်းတယ်အဲ့တော့လိုအပ်နေတာကတကယ်တော့မိုးရဲရဲမှာရုံးကံကစားသမားအဲ့ကစားသမားကိုအတီတာရှာဖွေတွေ့ရှိနိုင်မလားဆိုတော့ကျွန်တော်စောင့်ကြည့်ရမယ်ဒါလေးကတော့ကျွန်တော်ရဲ့အမြင်အရအကောင်းဆုံးသင်ရဲ့ပိုင်ချက်လေးပေါ့နော်ကျွန်တော်တို့ကကျွန်တော်ကတော့40 60ပြီးသားတယ်ပေါ့နော် 50 60ဆိုတဲ့အတိတ်ပဲကတော့ဟိုကစားသမားအင်အားကလည်းဟိုလိုအပ်တလောက်တော့ရှိမယ်ပြီးွားလို့ရှိရင်ဤစနစ်ပိုင်းရလည်းကောင်းမှုမှုရှိရမယ်အဲဒီလိုမျိုးတွဲဆက်လိုက်တယ်ဆိုရင်တော့ကျွန်တော်တို့အကောင်းဆုံးသင်းသင်းအနေနဲ့ဆူဖလာတွေစင်ကုန်မှုတွေဖြစ်လာနိုင်နေပဲအကယ်လို့ကစားသမားကောင်းကြီးအရင်ကြီးခေါ်ယူထားနိုင်တဲ့အသေးနေဆိုရင်တော့တက်ကနစ်ပိုင်းဆိုင်ရာမှာအနေချင်းအားနေမှုရှိနေရဆိုရင်တော့မှာ ောင်မြင်မှုကတော့ရနိုင်ချိန်များသေးတယ်ပေါ့နော်အဲ့တော့ဒါကတော့ကျွန်တော်မြင်တဲ့ best team formation ပဲဟို40ရာခိုင်နှုန်း60ရာခိုင်နှုန်းတော့ပေါ့နော်ကစားသမားတွေအသင်းသင်းရှိမယ်ပြီးတော့နီးစနစ်ပိုင်းရလဲအဲသူ့ဘက်သူ strong ဖြစ်နေရမယ်ပေါ့နော်ကစားပွဲတစ်ပွဲကိုဦးဆောင်တဲ့နေရာမှာကျွန်တော်တို့လေးပြားနဲ့ကစားသမားကဟိုအချိုးကျပေါင်းဆက်ရတယ်ပေါ့နော်အဲ့ထဲမှာမှာပိုရေးကြီးရတော့ကျွန်တော်ရဲ့အမြင်ရတော့ ဒါကစားသမားအပုံရေးကြည့်တယ်ကစားသမားတွေကနီးပြတွေရဲ့ကစားကွက်ကိုပို့ပြီးတော့ကောင်းမွန်လာအောင်မိုးမှန်တဲ့နေရာမှာအရေးကြီးဆုံးအစိတ်ပိုင်းကနေပြီးတော့ပေါင်းဝင်နေနီးပြတဲ့ကဘယ်လောက်ကောင်းမွန်တဲ့ကစားကွက်တစ်ခုကိုဖန်တီးနိုင်တာဒါသူစီမှာကောင်းမွန်တဲ့ကစားသမားမရှိဘူးဆိုရင်အဲ့အသင်ကဖေးဖြစ်တယ်အဲ့တော့ကျွန်တော်ရဲ့အမြင်အရပြောရမယ်ဆိုရင်ကစားသမားတွေ လေးပြထပ်ပို့ပြီးတော့အရေးကြီးတယ်။ဒါပေမဲ့ကစားသမားကောင်းတိုင်းလည်းပဲကျွန်တော်တို့ဖလားတွေစုခုနိုင်မှာမဟုတ်ပါဘူး။ဒါတို့တော့ကျွန်တော်တို့စီရနီတိုခစ်ခဲ့မရောက်ခင်ကျွန်တော်တို့ရီယယ်မက်ထရစ်ကိုကြည့်ရင်တည်တာတယ်ပေါ့နော်။အဲ့ခင်မှာလည်းတို့ကျေကျေစုဖြစ်ခဲ့တယ်။ဒါပေမဲ့လည်းပဲတို့ဖလားမရခဲ့ဘူး။ကစားသမားကောင်းရုံနဲ့လည်းပဲမရဘူးပေါ့နော်။ဒီကစားသမားတွေကိုစုစည်းပြီးတော့ကစားကွက်ကောင်းတစ်ခုခုမှာတည်ပြီးဖို့ကလည်းလိုအပ်ပါတယ်။ဒါတော့ကျွန်တော်ရဲ့ကိုယ်ပိုင်အမြင်ပါ။ဒီနေ့ဗီဒီယိုလေးကိုတော့ကျွန်တော်ဒီမှာပဲအဆုံးသတ်လိုက်ပါရစေ။အာဆင်နယ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ အာဆင်နယ်နဲ့ပတ်သက်တဲ့ပွဲကြိုသုံးသက်ချက်ပွဲပြီးသုံးသက်ချက်တွေကိုပုံမှန်တင်ဆက်ပေးတော့မယ်အာဆင်နယ်ပိုင်းချိတ် channel လေးကို like follow share subscribe လုပ်ချင်အားဖြင့်အကူအညီပေးကြအောင်ကျေးဇူးများ යි တင်ပါတယ်မင်္ဂလာရှိသောနေ့လေးတစ်နေ့ဖြစ်ပါစေ။